ေကျွန်တော်တို့အမိုက်ပုံထဲလွင့်ပစ်လိုက်တဲ့အမိုက်တွေဘယ်ရောက်သွားလဲဆိုတာကိုတစ်ခါလောက်ဖြစ်ဖြစ်တေးသေးချာချာစဉ်းစားဘူးကြလားဒီနေ့မှတော့လေအဲ့ဒီအမိုက်တွေရဲ့နောက်ွယ်ကကဘာလုံးဆိုင်ရစနစ်ကြီးတဲ့အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်ပြီအစားကလေးကနည်းနည်းလေးစဉ်းစားစရာမင်းဟွန်းတစ်ခုနဲ့စလိုက်ချင်ပါတယ်ကျွန်တော်တို့တည်ထားတယ်နားလဲထားတယ်လို့ချိန်နေတဲ့ဒီစနစ်တွေအကြောင်းကတကယ်တမ်းမှမားနေခဲ့ရင်ဘယ်လိုလုပ်မလဲ ီပြဿနာကိုနားလည်ဖို့ဆိုရင်လေကဘာအစိုးရရဲ့မူဝါဒတွေကိုလမ်းညွှန်နေတဲ့တရားဝင်ဖြည့်ရှင်ကြတဲ့ကျွန်တော်တို့အလွယ်တကူမြင်နေရတဲ့စနစ်တွေကိုအရင်ဆုံးလေ့လာကြည့်ဖို့လိုပါတယ်။ဒီကိစ္စကအမိုက်ပုံတွေပြည့်လျက်နေတာထက်အများကြီးပိုနည်းနည်းပါတယ်။ဒါဟာစနစ်တစ်ခုလုံးနဲ့ဆိုင်တဲ့ပြဿနာကျမရည်နဲ့ပုံချင်းတပအယံကိုဆိုးရွားတဲ့အကျိုးဆက်တွေရှိနေတဲ့ပြဿနာကြီးကခုပါ။ဟုတ်ပြီ။ ဒါကတော့ခေတ်တမိုက်ဆိုင်မူဝါဒရဲ့အဓိကအလားညွန်ချက်ကြီးပေါ့အမိုက်စီမံခံကွယ်မှုအစဉ်စဉ်လုပ်ခေါ်ကြတယ်ပိရမစ်ပုံစံလိုပဲအပေါ်ဆုံးအကုန်းဆုံးဆင့်ကတော့ short chart တုံးဆွဲတာပြီးမှ plan တုံးတာ recycle လုပ်တာစွန့်ရပြန်ထုတ်တာစတဲ့ဖြင့်အစဉ်စဉ်လာပြီးအောက်ဆုံးအစိုးဆုံးကတော့ဒီတိုင်းစွန့်ပစ်တာပါပဲဆိုလိုတာကစွန့်ပစ်တာတဲ့ Jordan ကကွယ်တာကိုပိုဦးစားပေးထားတာပေါ့နောက်ထပ်အဓိကကျတဲ့မူပုံတစ်ခုက e ပါပါတိုးချက်ထုတ်လို့သူရဲ့တာဝန်ယူမှုပေါ့ ဒါကအရန်ယိုးရှင်းတဲ့အတွေးခေါ်တစ်ခုပေါ်မှာအခြေခံထားတာပါအဲ့ဒါကတော့ညဉ့်ဉဲမှုဖြစ်စေတဲ့သူကတာဝန်ယူရမယ်ဆိုတာပါပဲဆိုတော့ဒီနေရာမှာအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ EBR ကအမိုက်တွေရဲ့ပနာရေးနဲ့တင်းစီရှင်းလင်းရတဲ့ဝန်ထုပ်ဝန်ပိုးတွေကိုအခွန်အထားပြည်သူတွေနဲ့စီဘလိုအဖွဲ့အစည်းတွေစီကနေအဲ့ဒီ PC တွေကိုထုတ်လုပ်တဲ့ကုမ္ပဏီတွေစီကို direct လွှဲပြောင်းပေးလိုက်တာပါပဲအင်းဒါမဲ့ဒီလိုတရားဝင်စနစ်တွေ ူဝါဒတဲ့အားလုံးကကမ္ဘာနေရာတော်များများမှာတကယ်တမ်းအထောက်အဆုံဖြစ်နေရဲ့ပြန်လည်အတုံးချခြင်းယန္တရားကြီးတစ်ခုလုံးကိုလုံးဝကိုမမြင်ပဲကြော်သွားကြတယ်။ဆိုတော့အဲ့ဒီတရားဝင်စနစ်တွေကလီလူရှုထားတဲ့ကျွန်တော်မမြင်ရတဲ့ယန္တရားကြီးကပါလေ။အဲ့ဒီမှာပဲမြင်နိုင်တဲ့ပြန်လည်အတုံးချသူတွေရဲ့အခန်းကဏ္ဍကရောက်လာပါပြီ။ကဲမမြင်နိုင်တဲ့လောတာအင်ရွာဆိုတာဘသူတွေကိုပြောနေတာလဲ။ တာကတအူချင်းနေမိသားစုလိုက်တွေအသေးစားလုပ်ငန်းလေးတွေပါသူတို့ဟာပြန်သုံးလို့ရတဲ့ပစ္စည်းတွေကိုစုဆောင်းတယ်အမျိုးစားခွဲတယ်ပြီးတော့ပြန်ရောင်းချပြီးအတမွေးကြတာအစိုးရကစီမံခန့်ခွဲတဲ့တရားဝင်စနစ်တွေရဲ့အပြင်ဘက်မှာလုံးဝတိချရက်တည်နေကြတာပါနေရာဒေတာလိုက်ခေါ်အဝေါ်တွေတော့ခွေပြောက်လိုက်ပြီမဲ့ဖွံ့ဖြိုးဆဲနိုင်ငံများအပြားမှာတော့သူတို့ဟာဒီစနစ်ရဲ့အစိတ်ပိုင်းတစ်ခုမဟုတ်တော့ပါဘူးသူတို့ကိုယ်လိုက်ကအဓိကကျတဲ့ပြန်လည်အသုံးချခြင်းစနစ်ကြီးတစ်ခုဖြစ်နေတာပါ ပြီးတော့လေသူတို့ရဲ့ပံ့ပိုးမှုတွေကတကယ်ကိုကြီးမားပါတယ်စီးပွားရေးဘက်ကကြည့်ရင်ဆက်မှုလုပ်ငန်းတွေအတွက်ကုန်ကျန်းစည်တက်တက်တတနဲ့ပံ့ပိုးပေးသလိုလူသားမောင်းများစွာကိုလေအလို့အကန့်ဖန်တီးပေးမိတာပဝင်းချင်အတွက်ဆိုရင်သူတို့ရဲ့ပြန်လဲအုံချက်နှုံးကတရားဝင်စနစ်တစ်ချက်တောင်တာလုံးနေတာမျိုးတွေရှိတယ်မြို့တော်တွေအတွက်ဆိုရင်လည်းအမိုက်သိန်းစည်းစေးတွေအများကြီးတက်တာစီတယ်တကယ်လို့တာဟာစီဝါရေးနဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုနောက်ကြေကလေးထောင်ဖန်ပေးနေတဲ့မမြင်နိုင်တဲ့အကူအညီတစ်ခုပါပဲ။ဒါပေမဲ့သူတို့ရဲ့အခန်းကဏ္ဍကဒီလောက်အရေးပါနေပေမဲ့ ဒီလုံသားရင်အားစုဟာတကယ်တမ်းမှာတော့ကြီးမားတဲ့ခွဲခြားဆက်ဆံမှုတွေအခက်အခဲတွေကိုနှိစင်နဲ့အများကြီးရင်ဆိုင်နေရပါတယ်။အဲဒီမမြင်နိုင်ခြင်းကသူတို့အတွက်ပေးဆပ်ရတဲ့တန်ဖိုးတစ်ခုလိုဖြစ်နေပါတယ်။ သူတို့ရင်ဆိုင်နေရတဲ့အရှိတရားကခါတည်ပါတယ်လူမတန်ဝမ်းကအထင်သေးဖယ်ချင်းတာကိုခံရတယ်ဘာကာကွယ်မှုမှမရှိပဲယောဂါတွေထိခိုက်ထန်ရတယ်အရှိအတောက်တွေနဲ့ပြည့်နေတဲ့အန်တယ်များနဲ့ပတ်ဝန်းကျင်မှာလောလောကျရတယ်ဝင်ကြီးကလည်းမမှန်ဘူးကြောက်ဝဲစားတဲ့ခါဖို့ဖက်တာကိုလည်းခံရသေးတယ်အဆိုရတွေကလည်းသူတို့ကိုမူဝါဒတွေတဲ့ထင်မစင်းစားတဲ့ပြင်တမင်တကာနောက်ချက်တိုင်းမော်တွေတောင်ရှိနေပါတယ်ကဲဒီနေရာမှာပဲပိုပြီးရှုပ်ထွေးတဲ့ခြင်းတွေတခုဖြစ်လာပါတယ်အဲ့ဒါကတော့ခင်မီတဲ့ဖြေရှင်းနည်းတွေဝင်ရောက်လာတဲ့အခါမှာ လောကနှစ်ခုထိုက်တိုက်တွေ့ပြီးပฏิပက္ခတွေစဖြစ်လာတာပါပဲဆိုတော့ခင်မီပြုပြင်ပြောင်းလဲရဲလို့ခေါင်းစဉ်တက်ပြီးဘာတွေလုပ်ကြလဲအမိုက်သိမ့်တာကိုပုတ်ခလိကကုမ္ပဏီကြီးတွေကိုလုတ်ခွင့်ပေးလိုက်တယ်ဒါကအမိုက်ရနိုင်တဲ့လမ်းကြောင်းကိုခြံစည်းရုတ်ခတ်လိုက်တယ်လို့ပဲနောက်တစ်ခုကအကြီးစားအမိုက်ပုံကြီးတွေအမိုက်ကနေစွာရင်ပြန်ထုတ်တဲ့ဆက်ယုံကြီးတွေတိဆောက်လိုက်တယ်အဲ့ဒီအခါမှာဘာဖြစ်သွားလဲဆိုတော့အဲ့ဒီအမိုက်ကိုမိကိုပြီးအတက်မွေးနေရတဲ့လူတွေရဲ့ဘဝတွေကနေချင်းညစ်ချင်းပြည့်စည်သွားရောတိုးတက်မှုဆိုတာကပြဿနာအသစ်တီကိုမွေးထုတ်ပေးတယ်လို့ဖြစ်သွားပါတယ် ဒီအချက်ကပဲကျွန်တော်တို့ကိုအဓိကကြိုက်တဲ့မိခုံးရှိကိုခေါ်ဆောင်သွားပါတယ်။အမိုက်စီမံခန့်ခွဲမှုမှာတကယ်တိုးတက်မှုဆိုတာဘယ်လိုပုံစံမျိုးဖြစ်တင်လဲ။ဒီစကားလုံးကိုကျွန်တော်တို့ပြန်ပြီးအဲ့ဒီပဲဖွင့်ဆိုဖို့လိုလားပါဘီ။ ဒီကိစ္စနဲ့ပတ်သက်ပြီးသူရဒနာရေကရှင်းရှင်းလင်းလင်းပြောထားပြီးသားပါဝိုဇင်နဲ့သူ့ဖွဲ့ရဲ့နှောင်းချောက်ခုနဲ့ကလေးလာမှုတစ်ခုမှအတိအလင်ကိုဆိုထားပါတယ်ရေရှည်တီတာနဲ့အမိုက်စီမံခန့်ခွဲမှုဖြစ်ချင်တယ်ဆိုရင်ဒီတရားမဝင်ကဏ္ဍကိုမဖြစ်မနေပေါင်းစပ်ထည့်သွင်းရမယ်လေဒါဟာရွေးချယ်စရာတစ်ခုမဟုတ်ပေမရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်အဲ့တော့ပေါင်းစီခြင်းဆိုတာဘာကိုဆိုလိုတာလဲ တို့ရဲ့အခန်းခန္ဓာကိုတရားဝင်အတိမတ်ပြုပေးရမယ်။တို့ရဲ့လုံငန်းခွဲအခြေအနေတွေဘေးကင်းလုံခြုံမှုတွေကိုဖြင့်တင်ပေးရမယ်။ပြီးတော့အရေးကြီးဆုံးကတော့အမိုက်နဲ့ပတ်သက်တဲ့မူဝါဒတွေချမှတ်တဲ့အခါတို့ကိုပါထည့်သွင်းစဉ်းစားပြီးတို့ရဲ့အတန်ကိုနားထောင်ဖို့ပါပဲ။ဒါပဝင်ကျက်တဲ့ကြီးမဟုတ်ပဲလူမှုရေးအရာပါတရားမျှတတဲ့စနစ်တစ်ခုကိုဖန်တီးဖို့ကြိုးစားတာဖြစ်ပါတယ်။ ကဲဒီရှင်းလင်းချက်ကိုတော့ဒီနောက်ဆုံးအတွေ့အလင်းနဲ့အဆုံးသတ်လိုက်ပါစေကျွန်တော်တို့ရဲ့အမိုက်စနစ်တွေမှာတကယ်တရားမျှတမှုဆိုတာဘယ်လိုပုံစံမျိုးဖြစ်တယ်လဲဒီမေခွန်းကကျွန်တော်တို့ကိုအမိုက်ပုံးရဲ့နောက်ွယ်ကိုကြော်လွန်ပြီးအမိုက်တွေရဲ့နောက်ွယ်ကလူတွေကိုမြင်တတ်ဖို့စိန်ခေါ်လိုက်တာပါပဲ